ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။အားကောင်းသော လေဗီယာနဲ့ရှင်ဝတ်ချေနေမေလ29ရက်နေ့မြန်မာစံတော်ချိန်9:00နာရီချိန်ထုတ်ပြန်ကြေညာချက်များကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲနာရီချိန်တိုက်တော်ချက်များအရမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဗီယာနဲ့ရှင်ဝတ် Warmack Low Pressure Area ကတော့ဆက်လက်တည်ရှိနေပါတယ်။ အဆိုပါအားကောင်းတဲ့လေဗျာနဲ့ရှင်ဝန်ကမြောက်ဘက်သို့ပြင်းချင်းစွာရွေ့ရှားနိုင်ပြီးပုံမအားကောင်းလာနိုင်က နောက်၁၈နာရီအတွင်းမှာမုန်တိုင်းငယ် depression ဖြစ်သို့ရောက်ရှိနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ယနေ့ညနေအထိခန့်မှန်းချက်များကတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့နေရာအနှံ့ပြားမိုးထစ်ဆုံးရွာတော်မီချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့ဒေသအလိုက်နဲ့ ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မော်မီနယ်တို့မှာတော့နေရာကွက်၍မိုးကြီးနိုင်တာပဲဖြစ်ပါတယ်။ရွာရာရာနှုန်းဖြစ်ပဲဖြစ်ပါတယ်ရှင်။